မာသတိဤဒီကကြောင့်ပြိပိစာပြေကိုလေ့လာလိုက်စားမဲ့စားဟိုတရားဘောနာတို့ကိုပဲကျူလာအထုတ်လေဆိုပြီးတော့တရားအထုတ်ရင်းနဲ့သာဂတမေတ္တာတော့ဉာဏ်အဖြစ်ပါလေအဲ့ဒီမှာပြိပိနာတော်ကအာမေယောရှိနေတယ်ဆိုပြီးတော့သာပိပညာကိုထည့်နေဆိုပြီးတော့သူသာပိပညာသိက္ခာပညာကိုသင်နေပေါ့ကျင့်တဲ့အခါကျတော့သူကပြိကသုံးဘုံကိုရှင်းနေခြင်းတတ်တယ် အဲ့လိုတက်တဲ့အခါကျတော့ဆန္ဒပြတဲ့ညာတော်ပါညာတဲ့ညာတော်ဆိုပြီးတော့ဘုံကအလုံးကြီးတယ်လို့ဆိုရပါတယ်။သူမတန်ပဲသူကြီးရောပဲသူလေးရောပဲသူမြေလို့ပဲသူဟုတ်လား။နောက်ပါတဲ့ခါကအလုံးအားကြီးကိုရှိလာတယ်။အဲ့လိုနောက်ပါတဲ့ခါကအားကြီးလာတာကိုအကြောင်းပြုပြီးတော့မဖြစ်လာတဲ့ဆိုတော့နောက်တော့ရှင်ကပြလာတာမနေတဲ့တာလေဘဝနေမြင်တာလေတတိယပေါ်လေးပါတာလေဒီလိုမှပြင်လို့ပါသူ့ကိုပြင်လို့မရပါဘူး။ အဲ့ဒီမှာသူကအတ္တတွေကိုလည်းအတ္တတွေကိုသူကဝိနည်းကိုပေါင်းလာတယ်ဆုံးဖြတ်လာတယ်ပြောဆိုလာတယ်တရားမဟုတ်တာကိုတရားလို့ပြောလာတယ်တရားမဟုတ်တာကိုပရိယလို့ပြောလာတယ်အဲ့ဒီလိုမှားယူမှုတွေဖြစ်လာတဲ့အခါကျတော့မာနနဲ့ကျင်နာတဲ့တရားတော့အားကိုဘယ်မှပြောနေရမလို့ဆိုတဲ့မာမာတာလည်းရှိနေတော့ကျင်ကိုယ်လည်းတော်တော်ဖြစ်နေတာပေါ့အဲ့ဒီမှာအဲ့ဒီကောင်းရတာကိုသိရတယ်ကြားရတယ်နောင်တော်ကြီးရှင်သာရတ္တကဒီလိုမျိုးအောင်ချောင်းပြပြီးတော့ညီကိုဆုံးပါတယ်ပေါ့ ဒီလိုဖြစ်နေလို့ဒီလိုမလုပ်ရဘူး။အများကြီးအပြစ်တွေရှိတယ်ဆိုပြီးတော့ဆောင်ရတော့လက်မခံဘူး။အဘူကြီးရဲ့ကလည်းလက်မခံဘူး။အဲ့လိုလက်မခံတော့တော်တော်ကြီးကလည်းပြောမရဘူးဒီလိုပဲလေးရှိရတယ်ပေါ့။အဲ့ဒါဝိညာဉ်ကဘယ်လိုဖြစ်တဲ့ဓာရိနာနဲ့နမတော်ဖြစ်တဲ့သာသနာ့လည်းပဲအဲ့ဒီကပိယဉာဏ်ပဒပဲပါတယ်ဒီလိုပါပဲ။နောက်တော့သူကဟောဒီထူလာလို့ဆိုတော့သင်္ကန်းကြီးတွေနဲ့ရဟန်းတွေကိုဆေးရည်နားတဲ့ကြီးမောင်းတာတွေအဲ့လိုကြီးမောင်းမှုတွေပါရှိလာတယ် အမျိုးမျိုးတို့ကမှားလာတယ်ပေါ့နော်။ဆရာမင်းရဲ့ဘောပြောလို့ဒီတော့ထားနေရရှိရပါတော့နော်။အေးဟိုလိုရှင်းမြတ်စွာဘုရားဟောတာကရှိတယ်ကစာပေညာတဲ့နေဆိုတာကရည်ရွယ်ချက်မှဖို့လိုတယ်ဟုတ်လားရည်ရွယ်ချက်မှဖို့လိုတယ်ဒီလိုစာပေနည်းဆိုတာဟိုအမျိုးမျိုးရှိတဲ့အကြောင်းမြတ်စွာဘုရားဟောတာဒီသာသာကိုရည်ဖို့စိတ်ထပ်ပြီးတော့ဒီရတဲ့ဖို့ဒီအစမဘောင်းတွေကိုလူတွေရောက်ချေဖို့ လောကကြီးမှာသာမဏေတို့ရဲ့အဆုံးအမအချာကြီးပြည်ပြီဖို့ဆိုတဲ့ဒီရဲ့ကျင်းနဲ့ဆောက်ရှောက်ဖိနှိပ်မယ်ဆိုတဲ့ဒီရဲ့ကျင်းနဲ့သဗ္ဗဉာဏ်ကိုသိရမယ်ဆိုလို့ရှိရင်ဓမ္မခန္ဓာဂါရိကသဗ္ဗဉာဏ်သိကြမည်ဆိုတဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားဟောတယ်။ဒီသဗ္ဗဉာဏ်ကိုသိပြီးတော့ဒီမြတ်စွာဘုရားဟောတဲ့ဒေသနာတွေကိုလည်းကျွတ်ပြီးတော့ဒီဒေသနာတွေနဲ့အညီစိတ်ဉာဏ်မျိုးကိုအားထုတ်ပြီးတော့သံဃာဝိသင်းကလွတ်မြောက်အောင်ဆိုတဲ့ဒီရဲ့ကျင်းနဲ့ ။ဒါအချင်းမြတ်တွေကိုကျင့်သုံးတဲ့အောင်ဖွင့်ရောက်ရဖွင့်ရောက်ကြောင်းဒီလမ်းကောင်းကိုပြီးဖို့ဆိုတဲ့ဒီလိုချင်းနဲ့ပြင်မဲ့ကြတော့ဒါအနောက်ကကြီးမြတ်တွေပေါ့။နေတရထစာတင်နေပေါ့။သဒ္ဒနယဝိရှင်းကဖွင့်ရောက်ဖို့ဆိုတဲ့ဒီလိုချင်းနဲ့သင်ကြားတာပေါ့။ဟာဒီစာပြည်ညာကိုတက်နေတော့ဘာလို့ဒီလေကဒီလိုချင်းတော့လဲသင်ကြည့်ရမှာပဲ။ဒါကတော့လည်းဒီလိုနဲ့ပေါ်ပြင်းဖြစ်လာမှာပဲလို့အဲ့လိုကြုံဆုံးမှုတွေ၊ဓမ္မကြီးမှုတွေ ဘဒ္ဒလာဘာတွေကိုပြောဖို့ပြီးတော့ဒီပညာတက်နေတော့အဲ့လိုလက်လာဘာတွေပူဇော်တက်တာတွေအားကြီးမှုတွေဖြစ်လာနိုင်တယ်ဆိုတဲ့ဒီအချင်းနဲ့ဆင်းနေဆိုရင်တော့အဲ့ဒါကမမြင်လို့ရတဲ့တော်အရေးရှိတယ်။အဲ့ဒီနေရာမျိုးကိုတော့အလကတုပမာစာတဲ့ကြီးလို့ခေါ်တယ်။ဟုတ်ကဲ့။ကိုရင်တို့အလကတုပမာဆိုတာကဝေဖန်တဲ့လူကဝေဖန်တဲ့အခါမှာဝေမဖန်တဲ့အတွက်ကြောင့်အဲ့ဒီဝေကလည်းသူ့ကိုကပ်ပြီးတော့တင်ရတယ်လို့မျိုးပေါ့။ ်အပညာကိုနေတော့တယ်လို့ဆိုတော့ပညာကိုတော့ဟောအုပ်ချက်တဲ့နဲ့ဒီပညာကြောင့်မမနာရည်ပြည့်ပြီးတော့ဝန်တည်ပြီးတော့ဓမ္မမာရည်ရဲ့ပုဂ္ဂိုလ်ကိုကောင်းအောင်ဆုံးမနိုင်တဲ့ဒီပညာချက်ကြောင့်လည်းအကျိုးမဲ့ဖြစ်သွားတဲ့အိဒီမျိုးကိုဓာကြီးဝင်ပြီးတော့ပြောတာပါဒါကြောင့်ဝိပဿနာလုပ်ခြင်းကဥပမာဟိုစိတ်ပါဒနာပြုလေးနဲ့ဒါကိုခေါင်းကိုပြီးပြီးတော့ဒါလေးကိုကိုယ့်ကိုအံ့ရရင်ရှိပါမှန်ပါလားဒါကကိုယ့်ရဲ့အောင်းနဲ့ဆက်ရည်ရင်းနဲ့ ဒါရင်အာရုံကိုယ်ကိုဘာမှလည်းတိုက်တိုက်တော့ပါပဲနဲ့သွားပြီးတော့ဖမ်းမယ်ဆိုလို့ရှိရင်ဒီလိုကခုကိုကိုက်ရဲမှာအကျိုးမမဲ့ဘူးလားအကျိုးမဲ့တယ်အခုလည်းတော့ရှင်တို့တပိဿလက်ရှိဟာအဲ့လိုဖြစ်နေပေါ့ဒါကြောင့်ရှင်တို့ကျမ်းစာတွေမှာပြောထားတာဖမ်းသားပြရလို့ခုရှိတယ်ဒီဘုဟုဘုဒ္ဓိသမင်္ဂလာနဲ့ပတ်သက်ပြီးတော့ပေါ့ကဲအဲ့မှာပြောတာလို့ဆိုတော့ဟိုအများကြီးများတာလို့မကောင်းမှုတွေဖြစ်တတ်တာတွေလောကကြီးမှာရှိတယ် ဆိုလာအများကြီးကောင်းတာပေါ့ဘူးလို့ပြောနေတာပေါ့အဲ့ဒီကောင်းကြီးကိုဘာပြောတာလဲဆိုတော့တော်တော်သတိထားနေရပါပဲဘာလို့ကိစ္စမှာအကြံလဲဘုဒ္ဓတရားရဲ့အဉ္ဉာဏ်သာရဲ့အတိအသေးဉာဏ်သာရဲ့အနှောက်အယှက်သာရဲ့ဉာဏ်သာလို့ဆိုရင်အဲ့ဒါတခါပြန်ရမှာကိရိယာအတော်တူပွားရအောင်ဖြစ်တဲ့တဲ့အလုံးလိုက်လို့ဆိုလိုပါဘူးဟုတ်လားတချို့လူတွေကအဲ့လိုအတိအများလို့အတတ်များလို့ဘိုးပဲကိရိယာတွေအတော်တရားတွေတူပွားကြရတယ် ဒါရှိတယ်နော်။ဟောတချို့ကျတော့ဘယ်တိမ်မီမဟာတ္တလဲ။ဘဝမှာနေလာတဲ့အချိန်ကြီးချာတဲ့အသက်ကြီးကြီးလာပြီ။ဘယ်တိမ်မီဆိုတာကဘာတည်းကြီးလာလို့ပဲပြောတယ်လို့ဆရာကြီးဆိုရတာလို့သူငယ်နေတာလည်းပြောတာဟုတ်လား။အဲ့လိုဘယ်တိမ်မီမဟာတ္တအသက်ကြီးလာသေးသေးအဲ့လိုအသက်ကြီးလာလို့ကိုပဲဣရိယာတွေအာရုံတွေရတယ်ဘောဘောဘောပြီးတော့လာရှိတယ်။အစမောင်းရဲ့ရှိရတော့ကြိုင်းပါကြီး။ ။ဟိုကမိမိရဲ့ပုံမှန်စာရတဲ့ဘဝမှာပြည့်စုံနေပြီးပါမယ်ဆိုတော့မှန်တယ်ရဲ့အသက်ရှိနေကြည်လာတော်တရားကြီးများနေပြီးပါပဲ။ဟုတ်ရဲ့လား။အာမြင်ရတဲ့အခါကြီးမှာကောင်းအောင်နေတဲ့ဆိုတော့ကျန်တဲ့အတမှုနဲ့မင်းမင်းရောက်နေတဲ့ဆိုတော့အဲ့အသက်ကြီးကြီးမြင်လို့စရာလေးပေါ့ဟုတ်လားအဲ့လိုမျိုးကိုဖြစ်လို့ပဲနေတော့မယ်ဆိုရင်တော့အသက်ကြီးချင်းဒီနေနေရင်အဲ့ဒါကိလေသာတို့ဘွားရောအာရောတရားတို့ဘွားရောဖြစ်တယ်။ဒါရှင်း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 နော်ဒါတွေဒီမဟာတာဘောဓိဆရာမဟာတာ ။ဘာဖြစ်လို့လဲဆိုဝီပုံကမဟုတ်တာ။နာမည်ကျော်ချမ်းလူချမ်းများလာတယ်။သိပြီးတော့ကြီးပွားလာတယ်။သိပြီးတော့အောင်မြင်လာတယ်။အဲ့ဒီလိုအောင်မြင်ရတယ်ရှိပွားလာတယ်ဆိုတာကဘာလဲအဲ့ဒါကိရိယာအာရုံတရားတို့ဘာကြောင့်ဖြစ်နေများလေးတွေချုပ်လေးအတွက်သတိထားရမရှိဘူးလားမဟုတ်အောင်မြင်တဲ့ကြီးပွားတဲ့ကောင်းတယ်လို့မဆိုနိုင်ဘူးနော်အဲ့ဒီလိုအောင်မြင်တာကြီးပွားတာကဘာဖြစ်နေလဲကိရိယာအာရုံတရားညာခြင်းရဲ့အကြောင်းဖြစ်တယ် ဘာလို့လဲလို့ဆိုတော့ဉာဏ်ရက်တယ်ဆိုတဲ့အကြောင်းကိုပြောပြဟုတ်ပါဘူး။အေးနောက်ပြီးတော့ဒီလိုလက်ကအာဟာရလေလက်ကပါတဲ့အိတ်များလာပြီးပစ္စည်းဥစ္စာတွေအိတ်ချမ်းလာတာပြီးအိတ်ကျော်လာပြီးဆိုရင်လည်းအဲဒါအိဒီကအတော်တရားဒုဗ္ဗာနရဲ့အကြောင်းတရားတစ်ခုဖြစ်တဲ့တည်းတဲ့ဟုတ်လား။ဒါကြောင့်ပြည့်တော်ပြောတော့ဟိုဉာဏ်ကောင်းတယ်လို့ပြောလို့မရဘူး။ ကိုယ်ပေါ်မှာအများကြီးမူကြီးနေတယ်ဆိုတာကိုသင်ချားလို့လား။ဒါနဲ့ဘုရားတွေများတယ်အကြမြင်များတယ်ဆိုရင်လည်းကိုယ်သိထားတဲ့အသိနဲ့ကံ့ကြည့်အောင်လည်းထိုက်တော့နေနိုင်ဖို့မလိုဘူးလား။မလိုဘူး။ဟုတ်လား။ဒါကြောင့်ဒီကြီးတို့ကြည်လာကြည်လာရှိတယ်။ဘုရားတွေကြီးတို့များတို့ကြည်လာတော်တရားတွေများလာရှိတယ်။ဟုတ်လား။အောင်မြင်ကြရလူတိုင်းများပြီးတော့ ဟုတ်လားအောင်မြင်မှုတွေဒီပွားမှုတွေများလို့ကြည့်ရတာအတော်တရားတွေများလာရှိတယ်ဟုတ်လားပြီးတော့လက်လာပါတွေများလို့ကြည့်ရတာအတော်တရားတွေများလာတာရှိတယ်ဟုတ်ရဲ့လားဒါကြောင့်ဒီနေ့ပေါ့ဦးရှင်တို့တပိဏမထေရကတော့အဲ့လိုမျိုးဖြစ်သွားတယ်ဆိုတဲ့အရင်မျိုးမှတ်ယူရတဲ့အနေအထားမှမရှိဘူးလားရှိတယ်ဒီမှာရင်းကုန်ပြီဟုတ်လားတရားကိုတရားလို့ပြောတယ်တရားကိုတရားလို့ပြောတယ်ဘယ်သူမြင်လို့မှသူ့မှာမရဘူးမာနလေးအတိအကျဘာသာလေးအကျဆုံးဆိုပြီးတော့ ဉာဏ်ရှိယောက်ျားမှတ်သက်တော့ခါရှင်းတော်တာကိုဆရာနောက်ဆက်အခုခက်ပြီဆိုတဲ့ဇာတိရှိရပါလား။အေးဉာဏ်ရှိတဲ့လူမှားလို့ရင်သူများကပြင်ဖို့တော်တော်ခက်သွားတာပေါ့။ဟုတ်လား။ဒါကြောင့်ဥဒ္ဒဆိုတာနဲ့ပတ်သက်ပြီးတော့ဒါလေးတွေဆက်ဆက်ပြီးတော့ပြောဖို့မလိုဘူးလား။ဟုတ်တယ်။အဲ့လိုဒီလိုအညာပညာကဝိအကြောင်းပြုပြီးပြိလာတယ်ခုပါဖြစ်ပြီးတော့မှားတော့ပြီ။အဲ့ဒီမှားတဲ့ကြံကိုဟောသူလေးမကဘူး။ သူ့ရဲ့နောက်လည်းဖြစ်တဲ့သူ့ရဲ့မယ်တော်ရောသူ့ရဲ့ကြီးမာရောသူတို့ကလည်းမှားတဲ့ကပါတာဆိုတော့ခံရမှာပေါ့အဲ့ဒါသူတို့သုံးယောက်သိသွားတဲ့အခါကျတော့အူရင်ငယ်ကိုရောက်တယ်လို့ဆိုတယ်ဟုတ်လားနောက်ဆုံးချင်းထုတ်လိုက်တဲ့အခါအပြေထုတ်လိုက်တာအပြေထုတ်လိုက်တဲ့အခါကျတော့နောက်တော်ကြီးကသိနေပါဆန်တယ်သူတို့ကအူကြီးရောက်ပါလေဟုတ်လားအေးအဲ့ဒါအူကြီးကလွတ်လာတော့မြတ်စွာဘုရားရဲ့တရားတော်တွေကိုဟောလာသင်ကြားခဲ့တယ်ဆိုတဲ့အစွမ်းကလေးကြောင့် ရွှေရောင်ပြောင်းရှိတယ်။ဘုရားကြီးလိုဖြစ်တယ်။ငါလိုဖြစ်တယ်လို့ရွှေရောင်ပေါက်နေတာကြားပေးလို့ပေါ့။ဘုရားဘုရားကိုဥပ္ပေလိုပြောနေတယ်ဘုရားကိုဘုဟုလိုပြောနေတယ်ဝိဟိဝိဟိဘုလိုပြောတယ်ဝိဟိဘုရားကဝိဟိလို့ပြောတယ်အဲ့လိုမှန်မှန်လေးမြန်ဆုံးချက်မှုပြောဆိုမှုတွေကြောင့်လို့ခရဏဟားလိုက်တဲ့အခါပါရီထွက်လာအပုဒ်တန်တွေထွက်လာတယ်ဟုတ်လားခရဏပြေတော့ပြောတယ် ဘတ္တသာမာတ္တဘာဟကတ္တိဆိုတာကိုပြောဟုတ်လားဘာဟဆိုတာကိုပြောတာကတဏ္ဍာမနာဒိဋ္ဌိဥက္ကဟလို့ပြောနော်ဆရာမေးတော့တော်တော်ဘုဒ္ဓတာအကျဉ်းနဲ့များအောင်ပြောရရမှာပါအထူးကြရပါတော့သို့တော်ပုတိထားတဲ့အတိုင်းဟုတ်လားကိုကျမ်းနဲ့များအောင်ပြောရထားတဲ့အတိုင်းလည်းပဲတက်နိုင်ရဲ့လိုက်လာကြဖို့ချက်လို့ရဖို့ဘယ်လိုလဲလို့ဟုတ်ရဲ့လားဆရာမေးတော့ ီနေ့ရပြောမယ်မင်္ဂလာတရားလေးပါးလေးကဒါပရမဝိရုမင်္ဂလာပေါ့ပေါ့ပါဘုကိစ္စအကြအမြင်ညာရတဲ့အထူးသဖြင့်တော့ရသော်ဗျာဟောရတဲ့တရားလေးနာလေးကိုအများကြီးအကြအမြင်ညာရဲသုတ္တကျေနာနဲ့ကြည့်တော့အောင်ကျေနာတရားပဲဒါဆိုလို့ရှိရင်ကြီးပွားကြောင်းဆန္ဒကြောင်းမင်္ဂလာတရားနဲ့အပြည့်အစုံတော်တို့သဘောဝိသမင်္ဂလာနဲ့ပြည့်စုံတယ်လို့ပြောနိုင်လို့လားပြောနိုင်တယ်သဘောဝိသမင်္ဂလာပေါ့